ဥဇရုံနိုင်ငံမှာမန္တလေးကိုပို့ပြီးတော့လုခတ်သွားတဲ့ငလျင်ကြီးอ่ะအမတမတုံလုံးချုပ်ရှားစရာကောင်းတဲ့အငလျင်ကြီးဖြစ်တာပေါ့နော်ဒီလိုနေပြည်တော်ဟိုမန္တလေးတို့ဟိုတော်ပြီးအဲ့မှာဒုက္ခရောက်နေတဲ့လူတွေကိုတမင်းနေပေါ့နော်အင်းနေပေါ့နော် ဟိုရှက်မဲ့အဲရှက်ပြုတ်ပြီးတော့အရှိတဲ့စားကုန်တွေပေါ့ရှက်ပြုတ်ပြီးတော့မှအဲ့လူတွေကိုနေပြီးအတိတ်ကသွားပြီးတော့လုတန်းဖို့အစီအစဉ်လေးလုပ်ထားတယ်ခုလိုခက်ခဲအကျိုးတွေဖြစ်နေချိန်မှာပြောင်းလဲပြအပြည့်ချရင်ဘာသာဖြစ်တဲ့ ကျေးဇူးရှာရဲ့မေတ္တာဖြစ်တယ်လို့လည်းဆလိုဒီယာမီဒီယာပြောကြလို့ပါဒီရန်ကုန်မြို့လူရောပြည်တောင်မဲလူရောပြည်ကျောင်းတိုင်းအရှင်ကုမာရလို့ခေါ်ပါတယ်ပေါ့နော်။ဟောဒီဟိုစင်းတို့မြန်မာနိုင်ငံမှာပေါ့လေ။အာမတ်လ28ရက်နေ့ပေါ့။အာမတ်လ28ရက်နေ့ အဲတပေါင်းလောက်ဝင်နေပေါ့လေအာနေခဲတနာရီကျော်ကျော်နေခဲဆယ်နာခုတနာရီလောက်မှာပေါ့လေအင်းဟာပြင်းထန်တဲ့ငလေးရပေါ့မန္တလေးတိုင်းပေါ့နော်မန္တလေးတေတေသားကြီးအဲကိုနေပြီးတော့ဘိုးပြူပြီးတော့ဒီ summer by summer ပေါ့လေအဲ meter scale ဟိုပေါ့နော်အလွန်ပြင်းထန်တဲ့ငလေးရကြီးပေါ့လေလုတ်ခတ်သွားတာပေါ့ဆိုတော့ဒီငလေးရကြီးကလည်းပဲနေပြည်တော်တို့ နောက်ပြီးတော့ဒီမန္တလေးနောက်ပဲခူးစကိုင်းမကွေးပေါ့နော်အာနောက်ပြီးတော့ဒီရှမ်းအရှိပဲအောင်ပန်းလို့ပေါ့လေအာအင်းလေးတို့ပေါ့နော်အောင်ပန်းတို့နောက်ပြီးတော့ဒီဝန်ဝန်တွန်းတို့ရှော်ပင်တို့နောက်ပြီးတော့ဒီဘက်ဟိုကြောက်စီတို့မန္တလေးပေါ့နော်အာတော်တော်လေးကိုကြီးကြီးမားမားပေါ့လေအာဆွန်ရှုံမှုလေပေါ့နော်မကြုံစဖို့ပေါ့ဦးစင်းတို့ရဲ့တက်တန်းတစ်ချောင်းမှာဆိုရင် ဒါ first time လို့ပြောရမှာပေါ့နော်။အော်ဒီလိုမျိုးဟောဒီကဆိုးရေပေါ့လေ။ဦးဇင်းလုံးနိုင်ငံမှာတခါမှမမြင်ဘူးတဲ့အဲဒီငလျင်ပေါ့လေ။သူများနိုင်ငံမှာဂျပန်လိုဘာလို့မှမမြင်ဘူးတာပေါ့။ဒီလိုမျိုးဦးဇင်းလုံးနိုင်ငံမှာမန္တလေးကိုပို့ပြီးတော့လှုပ်ခတ်သွားတဲ့ငလျင်ကြီးอ่ะအမတန်မှတွန်လုံးချုပ်ချောက်စရာကောင်းတဲ့အဲငလျင်ကြီးဖြစ်တာပေါ့နော်။ဆိုတော့ဒီငလျင်ကြီးကိုမြင်လာရတဲ့ခါမှာကြာရင်တော့ဟိုအမတန်မှ စိတ်မရှမ်းဖြစ်ရတယ်ပါတာပေါ့เนาะအဲ့တော့ဒီတချို့ဆိုရင်တိုက်ဒီဒီတော်တော်များဟိုပေါ့เนาะ sky villa အစာဦးတို့တော့ hot တီတို့တိကိုခန်းတို့လူနေအိမ်တို့ဟိုဘုန်းကြီးကျောင်းတို့စာသင်ကျောင်းတို့တော့ခြေအောင် city ပထိုးတို့ခြေအောင်အစာဦးတို့ဒီအစာဦးတွေတော်တော်များဟိုဒီမန္တလေးမြို့ပေါ့လေတော်တော်များဟိုပေါ့လေဟိုပျက်စီးသွားတာပေါ့เนาะနောက်ပြီးတော့ဒီနေပြည်တော်မှာဆိုလို့ရှိရင်လည်းအာဒီ ဟိုအဆူအဆောက်ဦးတယ်နောက်ယုံတော်တော်များဟိုပေါ့နော်ပျက်စီးတော်တယ်အာလေစိတ်တို့နေပြီးတော့လေစိတ်တို့အာနေပြီးတော့ဒီဘောဇာပေါ့ဘေးလန်လေးဘေးလန်ဒီတာဝါတိုင်တို့ပျက်စီးတာတို့မန္တလေးလေရင်ခွင်ပေါ့နော်မန္တလေးလေရင်ခွင်လည်းတော်တော်များဟိုဟိုပျက်စီးတော်တယ်နောက်ရလန်းတွေပေါ့ဒီရန်ကုန်မန္တလေးနေပြီးတော့လမ်းလေးလေ highway လမ်းလေးလည်းပဲတော်တော်လေးကိုပျက်စီးတယ်အဲဒီပေါ်မှာပျက်စီးဆုံးရှုံးမှုတွေ အများကြီးပေါ့နော်ဦးဇင်းတို့နိုင်ငံမှာကျွန်းစုဖို့ပေါ့လေဆိုတော့လူတွေအသေးပြောင်းလဲများတယ်ဆိုရှယ်မုန်းလဲများတယ်ခါကြရင်တော့ဦးဇင်းတို့မြင်ရတွေ့ရနောက်ပြီးသတင်းမီဒီယာတွေမှာဆိုရှယ်မီဒီယာတွေမြင်ရတာပေါ့နော်နောက်ပြီးတော့ဒီချင်းအောင်ကျောင်းတော်ကြီးမဟာမြမုန်းကြီးကျောင်းတော်ကြီးတို့အော်ဟိုတယ်အောင်ဘန်းပေါ့နော်အောင်ဘန်းတို့ပေါ့နော်တော်တော်များပြစီတယ်ဦးဇင်းဒီနေရာမှာပဲထိုင်နေတာဦးဇင်းအဲလှုပ်တဲ့အချိန်မှာပေါ့လေလှုပ်တဲ့အချိန်မှာဦးဇင်း ဟာဘာဖြစ်ရလဲမသိဘူးခေါင်းနဲ့မူးဝော်တာဆိုပြီးဒီမင်းတိကိုကျေတဲ့အချိန်မှာတော်တော်လုခနေတာပေါ့ဆိုတာဒါတော့မှဦးစင်းတို့ရန်ကုန်မှာဒီလလအဖျားခက်တာဆိုတော့ဒီဘဟုပြူးတဲ့နေရာမှာဆိုလို့ရှိရင်တော်တော်လေးကိုပေါ့နော်ဟိုခံစားမှာပေါ့လေကောင်းပါ ော်လည်းသနာဖို့လည်းကောင်းတယ်ကိုယ်နိုင်ငံသူနိုင်ငံသားတယ်ဒီလိုမျိုးဟိုမြင်နေရဒုက္ခရတယ်ဖြစ်နေတဲ့ခါကြာမြင်ရတဲ့ခါကြာရင်အမတမဥစဉ်တို့ဟိုပေါ့နော်ဟိုကိုယ်နိုင်ငံသူနိုင်ငံသားတယ်အတွက်စိတ်မရှမ်းမွေဖွေရတယ်တွေ့ရတာပေါ့နော်ဟောနေထိုင်ဦးတယ်ပေါ့လေအဲ့အတွက်ဥစဉ်တို့ဒီကြောင်းမလို့ဒါကြောင့်မလို့ဥစဉ်ထိုင်းနိုင်ငံကဥစဉ်တကာကြီးတယ်ပေါ့နော်ထိုင်းကဒီဖောင်ဒေးရှင်းပေါ့နော်ဟောဖွေတယ်ແລະປູຊິປູປ້ອງປີດໍມາແຕ່ໂຕໂຕຍ အမေဒီကေကာပါရယ်ပေါ့နော်။နောက်ပြီးတော့ဒီသူတို့ရဲ့ဒီဟိုဒီအမေဒီကေလုံမဲ့ဒီ equipment တွေပေါ့လေအားအားတွေနဲ့အကုန်လုံးပူးပေါင်းပြီးတော့ဒီဦးစင်းတို့နေပြည်တော်တို့ဟိုမန္တလေးတို့ဟိုတွားပြီးတော့အဲ့မှာဒုက္ခရောက်နေတဲ့လူတွေကိုဓမင်းနေပေါ့နော်။အင်းနေပေါ့နော်။ဟိုရှက်မဲ့အဲရှက်ပြုတ်ပြီးတော့အာရှိကစားကုန်တွေပေါ့ရှက်ပြုတ်ပြီးတော့မှအဲ့လူတွေကိုနေပြီးအဓိကတော့ပြီးတော့လုတန်းဖို့အတွက်အစစအရေလေးလုပ်ထားတယ် ော့အဓိကလိုရတာကဘာလိုရလဲဆိုကြဆိုလို့ရှိရင်တော့ဒီနံပါတ်1ကနေပြီးတော့ဒီပစ္စည်းဆုံးရှုံးသွားတဲ့ဒီခက်ခဲတွေဖြစ်နေတာကဟိုလိုရနေတာယာယီတေးတွေလိုရတယ်အဲတကူရေသုံးတက်ရှင်ရေပစ္စည်းတွေလိုရတယ်မင်းဖို့ချောင်းသုံးပစ္စည်းတွေလိုရတယ်အဲတာဘောလင်းပေါ်နေဒီပလတ်စတစ်အခင်းတွေလိုရတယ်ဆောင်တွေလိုရတယ်အဲအသင်းဟိုဒီမမခောက်စီတော့ပေါ့နော်အရင်အသင်းစားလို့ရတဲ့အစားအစာတွေနောက်ပြီးတော့ခီးတော့အိယာ အိတ်တွေပေါ့နော်။နောက်ဆေးဝါးတယ်ဆေးဝါးပစ္စည်းကရိယာတယ်ရေသန့်စင်ကရိယာတယ်ရှင်းတောင်းတွေရယ်။နောက်ပြီးတော့ခီးဆောင်ဆိုလာမိတ်အိတ်တွေပေါ့လေ။အဲဒါတွေကိုဟိုအဓိကအရေးပေါ့လိုအပ်နေတာပေါ့။အဲ့ဒီတွေလိုအပ်နေတဲ့အတွက်ဦးစင်းတို့ဒီထိုင်းကားတကားတွေကိုလည်းဦးစင်းရတကားတွေလည်းပြောထားတယ်။အဲပိုပြောထားတဲ့ပုံမှာဦးစင်းဒီပုံမှာနေပြီးတော့ဟိုလူတန်းဟိုတော့ဖို့အတွက်ကိုဦးစင်းတို့ဟိုအစီအစဉ်တွေလုပ်နေတယ်။ဆိုတော့ဒီဟို transportation ကလမ်းတွေကလည်း ဟိုပြည့်နေတဲ့ခါကြာလို့ရှင်တော့နေနေတော့ဟိုခက်ခဲတော့ရှိသေးတယ်ပေါ့နောက်ပြီးတော့ကေစရေလုံနေလုံနေနေကိုနေပြီးတော့မန္တလေးမှာနေပြီးတော့အခုလည်းအသေးစားပေါ့လေငလျင်လေးလုံနေစေရှိသေးတာပေါ့ဆိုတော့အဲအကြောင်းမလို့ဦးဇင်းတို့ overboard တက်ကိုဒီလူမှုကေစရေပေါ့နော်ကိုနိုင်ငံသူနိုင်ငံသားကိုတက်နိုင်တဲ့ဘက်တတောက်တနေရာကတက်နိုင်တက်နိုင်တဲ့ဘက်ကနေပြီးတော့အာနိုင်ငံတကာနဲ့ပူပေါင်းပြီးတော့ပေါ့လေတော့ရောက်ပြီးတော့ဒီကိုနိုင်ငံသားတွေကိုတော့ရောက်ကူညီဖို့အတွက်ဦးဇင်း စဉ်စဉ်နဲ့လုပ်နေတယ်။အဲ့တော့အခုတော့ဝန်ကြီးတော်နိုင်ငံကိုလာပြီးတော့ကူညီပေးကြတဲ့ရုရှားနိုင်ငံရဲ့နောက်အိန္ဒိယနိုင်ငံရဲ့တရုတ်နိုင်ငံရဲ့နောက်ဘီယန်နယ်တို့နောက်ပြီးတော့အီရန်တို့အမေရိကတို့ပေါ့နော်။နောက်ဒီအိန္ဒိအိန္ဒိယရှားနိုင်ငံဖြစ်တဲ့ဘီယန်နယ်တို့နောက်ဇင်တို့ဒီထိုင်းတို့ပေါ့နော်အိန္ဒိယတို့ကလာပြီးတော့လေရင်တွေနဲ့နေပြီးတော့ဒီအဲ့အနက်ဟိုရှာဖွေတဲ့ခွေးတွေရောပေါ့နော်။ ဒီလူမှုကိစ္စရောက်ဖွေတော်တော်များရောက်တဲ့ခါကြာရင်ဒီဦးဇင်းတို့နိုင်ငံအတွက်အားရှိတယ်မြေရတွေ့ရတာအရန်အားရဖွေဖို့ကောင်းတယ်အကြောင်းမလို့ဦးဇင်းတို့လည်းဦးဇင်းတို့နိုင်တဲ့ဖက်ကနေပြီးတော့ဒီနိုင်ငံတကာထိုင်းကနေပြီးတော့ဦးဇင်းတို့တကာနဲ့ပူးပေါင်းပြီးတော့မှဦးဇင်းတက်နိုင်ဆုံးဒီဘန်ဒလေးတို့နေပြီးတော့တော့မှာပေါ့နော်ဟိုအစားအသောက်တွေနဲ့ပတ်သက်လို့စားကုန်တွေနဲ့ပတ်သက်လို့တော်ရောက်လုံတက်ဖို့တော်ဦးဇင်း ဟိုတော့စစ်စစ်နဲ့ဆွေးနေတယ် schedule တွေလုပ်နေတယ် loyal PC တွေလည်းစူးစောင်းနေတယ်အဲ့တွန်းနေပြီးတော့ဒီခုဦးစင်းပြည်တွင်းပြပါမှာရှိနေတဲ့နိုင်ငံတကာအသီးသီးမှာရောက်နေတဲ့ဦးစင်းရဲ့ဟိုဇင်းတို့တကတကမှလည်းပေါ့နော်တမင်းလေးတွေတာကိုနိုင်ငံသူနိုင်ငံသားတွေဒီလိုမျိုးခက်ခဲအကျက်တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီလေးရှင်ခါမှာဦးစင်းတို့ဟိုနိုင်ငံသူနိုင်ငံသားတွေပေါ့နော်အတိဒုက္ခရောက်နေတဲ့အချိန်မှာဦးစင်းတို့ပန်ပို့ ကြာဘဝဝဲကူညီကြာဘလေးနေသူသူပြပါအားငယ်သူအားပေးပါဆိုတဲ့အသိစိတ်တန်းနဲ့ပေါ့နော်ဦးဇင်းတို့ဘဝဝဲကူညီကြာဖို့တော်လဲဦးဇင်းတို့ရဟန်းရှင်လို့ပြည်သူတွေပေါ့နော်နိုင်ငံကနိုင်ငံတကာကတော့မှဘဝဝဲပြီးတော့မှကူညီနေဆိုတော့ဦးဇင်းတို့ပြည်တွင်းကလူတွေကပို့ပြီးတော့မှ sporting လုပ်တန်တာပေါ့နော်အားကြောင့်မလို့ဦးဇင်းဒီအတွက်အကုန်လုံးအစီအစဉ်တွေဆွေးနေတယ်အဲ့တော့ဦးဇင်းရဲ့အရှင်ကူမာရာဆိုတဲ့ baseball အကောင့်ရဲ့ www.uzinblue.com ဆိုတဲ့ facebook website မှာလည်းဦးဇင်းတင်ထားတယ် အလူတက်မဲ့အလူချင်းတွေပေါ့နော်။လာရောက်ပြီးတော့ဆက်သွယ်ပြီးတော့လူတက်နိုင်ပါတယ်လို့ဥစဉ်ဆိုလိုဒီယာမီဒီယာတစ်ဆက်ပြောကြလို့ပါတယ်။မတိကျတော့မပြောတတ်သေးဘူး။ဥစဉ်တို့ဒီမှာတချို့လိုအပ်တဲ့ကုန်ကျန်းတွေပစ္စည်းတွေစုဆောင်နေတယ်။လိုအပ်တဲ့ဟာတွေကိုစုဆောင်နေတယ်။နောက်ထိုင်းကားတွေကလည်းလာမယ်။လာမယ်ဆိုရင်15ရက်လောက်ပါမယ်ပေါ့။ဆိုတော့လာမယ်ဆိုတော့အားရဖွေးနေတဲ့ဥစဉ်စုဆောင်ပြီးတော့မှဥစဉ်ဆက်စည်ဆွေးမယ်ပေါ့နော်။ဒါပေမဲ့အတိအကျတော့ဟို transportation တော့ရလာရခက်ခဲတော့ရှိသေးတယ်။နောက်ဟိုမှာတေးဖို့ကိုဖို့ရနေဖို့ထားဖို့စားဖို့တော့ဖို့အဓိကမိန်ပြတ်နေတယ်ရေပြတ်တောင်းနေတယ်ဆိုတော့ဒါကကြားရပေါ်မှာခက်ခဲတယ်ရှိတယ်။နေနေတော့ဟိုတပတ်ဆေးရလောက်တော့အချိန်တော့ယူအောင်ပဲဆူဆောင်းပြီးတော့မှဥစဉ်တော့လိုရတဲ့ဟာဆူဆောင်းပြီးမှဥစဉ်တော့ဆန်းသန်းဖြစ်ပြီးဆိုရင်မှအိုင်မှနေပြီးတော့ဟိုနေပြီးတော့ရောမန္တလေးတို့ကလိုရတဲ့နေရာတွေမှာတော့ရလို့တတ်မယ်။ဒါက ဟိုတရက်နေ့ရက်တစ်ပတ်တစ်လနဲ့မပြီးဘူးပေါ့နော်ဒါကရေရှည်အနည်းဆုံးဦးစစ်ထင်ပါတယ်ဒီနေမျိုးကိုရှင်းလင်းဖို့တောင်မှလဲဆုံး၄လတစ်နေ့လောက်တော့သွားလိမ့်မယ်တူတယ်ဘာလို့လဲတော့ तू ကဒီဖြစ်တော့တာ heavy ဆိုတော့အာပြင်းထွန်းလဲအာကြီးတဲ့7.7ဆိုတဲ့ငလေရဲ့ကြီးကအမတန်မှကြောက်ဖို့ကောင်းတော့ဗထိုင်းနိုင်ငံမှာဆိုရင်8.2ရေလာစကရီပေါ့နော်လုတ်ခတ်တော့တဲ့ခါကြာရင်ဦးစိုးနိုင်ငံမှာဒီဥစ္စာရှင်းဖို့အတွက်ကိုမန္တလေးတိုင်း ပေါ့နော်တော့ဒီဝန်တွန်းလို့ရှော်ပင်တို့တော့စကိုင်းတို့မူရောတော့အောင်ပန်းတို့တော့ဒီနေရာတွေရှင်းဖို့အတွက်ဒီဆက်ရင်းနေရာတွေဘက်ဖိုးတွေတော့ grain တွေအဂရိယာတွေအသိပညာတက်ပညာတွေအများကြီးလိုတယ်ဒါတော့ medical တွေအများကြီးလိုတယ်ဆေးတွေပေါ့နော်နိုင်ငံတကာအကူအညီတွေပဲပုံမှုတွေကိုလိုရတဲ့ခါကြာဦးစင်းတို့ဒါတွေကိုနေနေအားနေလို့ဖို့တော့ရှင်းလင်းဖို့အတွက်တော့မှတော်တော်လေးကိုအရှင်ပေးပြီးတော့ လိုရမယ့်အနေထားပါဘောနော်ဒါကလည်းဟိုတာမန် brighter ဆက်လောက်နဲ့လုံးလုံးမရဘူးဘောနော်တကယ်ကို G2G တကယ်နိုင်ငံတကာ corporate relationship ပေါ်နိုင်ငံတကာအသိပညာတက်ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့တကယ်ရန်နေရတယ်နဲ့ backpool တွေနဲ့တကယ်အာ machine တွေနဲ့အလုပ်လုပ်ပြီးမှဒီဥစ္စာကအထမြောက်မယ်ပေါ့နော်ဒီတိုင်းတာမယ်ရိုးရိုးငွေလေးတော်လူလိုက်တာနဲ့ဒီလိုမျိုးဟိုပေါ့မတော်တခေါလေးနဲ့ bright တော့လုံးလုံးလည်းဒါမပြည့်စုံသေးဘူးပေါ့နော်တကယ်ဆေးဝါးဒီခိုက်တန်ရသောတဲ့လူတွေဟိုလက်ကျိုးတော့တာတော့ဟိုဒီဥစားဥစဉ်ဟိုဘာလဲမင်းဒီယာတွေမှာတွေ့တယ်ဒီထထမှုပေါ့နော်ထထမှုဆိုလက်ကျိုးတော့တာတော့တွေ့တယ်ပေါ့နော်ဆိုတော့စိတ်မကောင်းစရာလည်းအများကြီးပေါ့တချို့ကလေးတွေလူကြီးတွေဖိုးကြီးဖွားကြီးတွေအဲ့တော့ဒီလူတွေကိုဆေး medical cover တွေလုပ်ဖို့အတွက်ကအများကြီးလိုအပ်တယ်ဒါကြောင့်မလို့ဥစဉ်တော့တနိုင်တနိုင်တဲ့ဘက်ကဟို နိုင်ငံသူနိုင်ငံသားတွေအခက်အခဲအကျွတ်တွေဖြစ်လာတဲ့ခါကြာရင်မိမိဦးစင်းတို့လည်းတက်နိုင်တဲ့ဘက်တတော်တတေရကဝိုင်းဝိုင်းကူညီဖို့အတွက်အခုလိုအစစ်အစစ်တွေလှုပ်ဆောင်နေခြင်းဖြစ်တာပေါ့တော်စင်းတို့အခုမန္တလေးစကိုင်းမပွေးဘောနောပကိုအိုင်မှာရှမ်းပြည်နယ်အရှိဖက်ပေါ့နော်အဲ့မှာငလျံတန်းကိုကြည်ကြဲခန်းစားလိုက်ရတဲ့ဦးစင်းတို့နိုင်ငံသူနိုင်ငံသားတွေအမငေကြပါနဲ့ဒါနိုင်ငံတကာကလည်းပဲတော့ဒီရုရှားရောအိန္ဒိယရောတရုတ်ရောစင်ကာပူရောမလေးရော ပြန်နေတော့အီရန်တို့နောက် EU နိုင်ငံတွေရောအမေရိကန်တွေရောအကုန်လုံးဝန်းဝဲပြီးတော့ဟိုဟို G2G အနေနဲ့နေပြီးတော့ဒီအကုန်လုံးဝန်းဝဲပြီးတော့ဒီကေဆေးတွေကိုအများဆုံးဟိုဆောင်ရွက်နေတယ်ဟိုတိတ်ဆန္ဒဆိုလို့လည်းမရဘူးဒါကတကယ်ကိုကြီးကြီးမားမားဖြစ်တဲ့ခါကျရင်ဒါကအာမန် pride အဖွဲ့တည်တည်လေးနဲ့လုံးလုံးမရဘူးတကယ် G2G တကယ်တကယ်နိုင်ငံတကာအဆင့်နိုင်ငံတော်အဆင့် ုင်ငံတကာနဲ့ပူးပေါင်းပြီးမှ UN တို့ INGO တို့ ICRC တို့တကယ်နိုင်ငံတကာနဲ့ပူးပေါင်းပြီးမှဒီဥစ္စာကအထမြောက်မှာပေါ့နော်ဒီတိုင်းဒါမဲ့ရိုးရိုးနဲ့လို့လို့တော့မရဘူးဒါမှ तू ကဒီပထမဆုံးရှင်းလင်းရေးလုပ်ရမယ့်အပိုင်းတွေရှိတာပေါ့ရှင်းလင်းရေးလုပ်ပြီးတော့ထွက်လာတဲ့လူတွေကိုကေစီမယ်ကေစီလို့ရလာတဲ့လူတွေကိုစေဝါကူသားမှုတွေလုပ်မယ်လုပ်ပြီးတော့ဒီဥစ္စာတက်ချင်းတွေလုပ်ပြီးတော့အစာအုပ်တွေလမ်းတွေတံတားတွေအင်းတွေအစာအုပ်တွေပစ္စည်းတွေဒီဥစ္စာတက်ချင်းတွေလုပ်ရမယ်ဒီဘောမှာပြီးလို့ရှိရင်ဘယ်နဲ့ တည်ဆောက်ရည်လိုအောင်မယ်အဲ့တော့တတိုင်နေတာဝါတိုင်နေအခုဆိုဆက်သေးရည်ပြတောက်နေတယ်အခုဆိုရည်ဒီလမ်းကနေတော်လို့မြောက်ကားတယ်ကျော်ကျော်မတော်လို့မရဘူးတော့တတိုင်နေပြည့်စည်တယ်ဟောဒီဒီဟိုပေါ့တာဝါတိုင်နေမော်တယ်လီဖုန်းတာဝါတိုင်နေအကုန်လုံးပြည့်စည်တဲ့ခါကျအင်တာနက်တွေ line တွေအကုန်လုံးမရဘူး cable line တွေလည်းအကုန်လုံးဖျက်ဆီးနေတဲ့ခါကြာရင်ဒီတဘာဝပြည့်တယ်ကြောင့်ခံစားနေရတဲ့အပေါ်မှာပြည်သူလူထုတွေအနေနဲ့လည်းဟိုတူးနဲ့တူးတောင်းနဲ့တယောက်ဟိုပေါ့နော် လင်းနေသူတွေပါအားငယ်သူအားပဲပါတယောက်နဲ့တယောက်ဖော်ပိုင်းကူညီပေးကြဖေးမကူကြဘူးတယောက်တယောက်အပြည့်ပြည့်ပြောကြဘူးဒါသဘောအားဖြင့်ဆိုတာဘယ်သူမှညှင်းဆန်တော့မရတဲ့ခါကြရင်တယောက်တယောက်ဝေဖန်တာတော့တိုက်ခိုက်တာတော့အီတာမီဆီးရီးယားဖြစ်တာတော့တယောက်တယောက်ဝေဖန်တာချိုးချတဲ့အချိန်မဟုတ်ဘူးဒီချိန်မဟုတ်စင်းတို့ဟိုသဘောအားဖြင့်တဲ့ကပြင်းမလွှဲတဲ့ခါကြတော့ချင်းလင်းနေသူတွေပါအားငယ်သူအားပဲပါတယ်နိုင်ငံတကာလည်းဝိုင်းဝန်းကူညီပြီးတော့ရောက်နေပြီး လူလေးလုံနေကြပြီကိလေကစီတွေရောက်ဝင်နေကြပြီရန်ရလေးရောက်နေကြပြီနောက်ပြီးတော့ဦးစင်းတို့ CB ban ကဥခိမော်ရီတို့လည်းတန်း PDF ချက်ပေါ့လေမှတ်တည်ပြီးတော့ရန်ရရယ်နဲ့ရောက်နေပြီနောက်ပြီးတော့တကဥစော်စော်တို့ကလည်းပဲနောက်ပြီးတော့ဒီ4ပေါ့ ဟိုကစ်စီတွေလုံနေပေါ့နော်သူတို့ကလည်းပဲဒီစီပေါ့နော် mass စီဆိုင်ကနေပြီးတော့အရေးပေါ်လူနာတင်ကားတွေစီတွေလိုအပ်လို့ရှိရခမစ် TV ပေါ်အတွက်ကိုလည်းကြော်ညာထားတာလည်းတွေ့ရတယ်ဝမ်တာပေါ်အာရပွဲကောင်းတယ်နောက်ပြီးတော့ကမ်ဘောဇာမဲဥအောင်ကွန်ဝင်းကလည်းပဲအခုလိုအကြာရဲ့ဥအောင်ကွန်ဝင်းကလည်းအောင်ဘက်မှာနေပြီးတော့သွားပြီးတော့ချန်ပီယံနဲ့ရှေ့ဘက်မှာနေပြီးလိုအပ်တဲ့နေရာတွေမှာလိုအပ်တာကိုကူညီပေးနေရတဲ့ဟာတွေလေဥစ္စာတွေတွေ့နေရတယ်။အဲ့တော့အဲ့ဒါကလည်း အမတမသူတို့ပဲလုံနေတယ်သူတို့ကလည်းငွေအားလူဝယ်အားဒနာအင်အားရန်ရရတယ်အကုန်လုံးလုံနိုင်တဲ့လူတွေဆိုတော့ဟိုအရင်အားရဝမ်းသာဖို့ကောင်းတယ်ကိုယ်နိုင်ငံသူနိုင်ငံသားတယ်ဘာရေးဖြစ်နေလဲအခက်အခဲအကျွတ်တွေဖြစ်လာပြီဆိုရင်အခုအချိန်မှာဝမ်းဝဲကူညီပေးကြတဲ့အတွက်အားရဝမ်းသာ ိုကောင်းတဲ့အတွက်အားမငယ်ကြပါနဲ့အဲအဲ့ဒါကြောင့်မလို့အခုလိုအခက်အခဲအကျွတ်တွေဖြစ်နေချိန်မှာတရားနဲ့တရားအပြည့်ချရင်ဒေါသဖြစ်တဲ့ကျေးဇူးရှာရင်မေတ္တာဖြစ်တယ်လို့ဦးစင်းဆီလိုဒီယာမီဒီယာပြောကြလို့ပါ